ပြည်ပသွင်းကုန်အခွန်အခတွေမြင့်တင်နေတဲ့သမ္မတထရမ့်ကိုဆန့်ကျင်တဲ့အနေနဲ့ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက American Federal အစိုးရကိုတရားစွဲဆိုလိုက်ပါတယ်။ထရမ့်ဟာသမ္မတဖြစ်လာကြတဲ့ကပြည်ပသွင်းကုန်တွေအပေါ်အခွန်စည်းကြတဲ့မူဝါဒတွေကိုအမျိုးမျိုးပြောင်းလဲတတ်မှတ်နေတာကြောင့်နိုင်ငံတကာဈေးကွက်မှာမငြိမ်သက်မှုတွေဖြစ်ပေါ်လာပါတယ်။ April 16ရက်နေ့မှာတော့ကယ်လီဖိုးနီးယားဟာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးထရမ့်ရဲ့ဖက်ဒရယ်အစိုးရကိုတရားစွဲဆိုတဲ့ပထမဆုံးပြည်နယ်ဖြစ်လာခဲ့ပါတယ်။ ြည်내အုပ်ချုပ်ရေးမှုနဲ့ပြည်내ရှင်နေချုပ်တို့ကထရမ့်ဟာအခုလိုမျိုးကုန်သွယ်ကုန်စည်းကြပ်မှုတွေကိုလှုပ်ချင်ရလှုပ်နေဖို့အခွင့်အာဏာမရှိဘူးလို့ပြောပါတယ်။ဒီတရားစွဲဆိုမှုဟာပြည်ပကုန်သွယ်ကုန်တွေကိုပြောင်းလဲမြင့်တင်နေတဲ့ထရမ့်ရဲ့မူဝါဒပိုင်းအတွက်တရားရှိအရာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာပါတယ်။ထရမ့်လုံနေတာတွေဟာနိုင်ငံတနိုင်ငံအတွက်အစိုးတကအစိုးဆုံးလုပ်ရမျိုးလို့ကယ်လီဖိုးနီးယားပြည်내အုပ်ချုပ်ရေးမှူး New Swamp ကပြောပါတယ်။ ခေတ်သစ်အမေရိကန်သမိုင်းမှာအခုလောက်ဆိုးရွားတဲ့ကိုကိုကိုဖျက်ဆီးမှုမျိုးမမြင်ဘူးဘူးလို့လဲသူကဝေဖန်ခဲ့ပါတယ်။ဒါကထရမ့်ရဲ့မတည်ငြိမ်တဲ့အခွန်မူဝါဒတွေကြောင့်အမေရိကန်အပါအဝင်ကမ္ဘာရှယ်ယာဈေးကွက်တစ်ခုလုံးမှာထိခိုက်ကျဆင်းမှုတွေဖြစ်လာတာ၊ကုန်သွယ်ရေးနဲ့စီးပွားရေးအနာဂတ်မရေမရာဖြစ်မှုကြီးလာတာတွေကို Newsom ကရှင်းညွှန်းခဲ့တာဖြစ်ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်မှာလူဦးရေသန်း၄၀လောက်နေထိုင်ပြီးအမေရိကန်တနိုင်ငံလုံး GDP ရဲ့၁၄ရာခိုင်နှုန်းလောက်ခွဲထန်းရှိနေပါတယ်။ ဒါကြောင့်ကယ်လီဖိုးနီးယားပြည်နယ်ဟာထရမ့်ရဲ့အခွန်မူဝါဒတွေကြောင့်နိုင်ငံစီးပွားရေးထိခိုက်မှုတွေကြုံလာရင်အထူးခိုက်ဆုံးခံစားရမယ့်ပြည်နယ်တစ်ခုဖြစ်လာနိုင်ကြောင်းစီးပွားရေးပညာရှင်တွေကခန့်မှန်းထားပါတယ်။တကယ်လို့အမေရိကန်ရဲ့ပြည်နယ်တစ်ခုအနေနဲ့မဟုတ်ပဲနိုင်ငံတစ်ခုအနေနဲ့ယက်တည်မယ်ဆိုရင်ကယ်လီဖိုးနီးယားကကမ္ဘာပေါ်မှာစီးပွားရေးအင်အားပစ္စမအတောင့်တင်းဆုံးနိုင်ငံဖြစ်နေမှာပါ။ပြည်နယ်ရှင်းနေချုပ်ကတော့ ီတရားစွဲဆိုမှုဟာအမေရိကန်အစိုးရကဖွဲ့စည်းပုံဥပဒေကိုအတိအကျလိုက်နာဖို့တရားရုံးစီလျှောက်ထားတောင်းဆိုတဲ့အတိတ်ပဲသာဖြစ်ကြောင်းသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။ဒါ့အပြင်သမ္မတထရမ့်ရဲ့လုပ်ပုံကိုင်ပုံတွေကဥပဒေအထက်ကိုရောက်နေတယ်လို့ဖြစ်မနေဘူးလားလို့ပါပြည်내ရှင်းနေချုပ်ကမေးခွန်းထုတ်သွားခဲ့ပါတယ်။အင်ဖြူတော်ပြောရေးဆွခွင့်ရအရာရှိတယောက်ကတော့ကယ်လီဖိုးနီးယားပြည်내အစိုးရရဲ့တရားစွဲဆိုမှုကအခြေအမြစ်မရှိဘူးလို့တုံ့ပြန်ပါတယ်။ ကယ်လီဖိုးနီးယားမှာဒုစရိုက်မှုတွေစင်းရဲကြက်တဲမှုတွေနဲ့ရုန်းကန်နေရတာကိုအာယုံဆိုင်မဲ့အစားပြည်내အစိုးရဟာအမေရိကန်ရဲ့ကုန်သွယ်ရေးလုံငွေပြမှုပြဿနာကိုဖြေရှင်းဖို့သမ္မတထရမ့်ရဲ့အားထုတ်မှုတွေကိုပိတ်ပင်ဖို့အချိန်ဖြုန်းနေတယ်လို့အဲ့ဒီအရာရှိကဆွတ်ဆွဲသွားခဲ့ပါတယ်ရှင်။